ပါခင်ဗျာပတ်စဉ်တင်ဆက်နေတဲ့ editorial talk editor စကားဝိုင်းကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ပြည်စုံဆွေးနွေးမှာတော့အခုဂျွန်10ရက်ကနေ14ရက်အတွင်းတရုတ်နိုင်ငံကိုပထမဆုံးခီးစဉ်ဖြစ်တရုတ်သမ္မတချီချင်းပင်ရဲ့ဖိတ်ကြားမှုကိုတွားရောက်ခဲ့တဲ့ဒေါ်ဆန်းစုကြည်ရဲ့နဲ့ပတ်သက်တဲ့သတင်းနဲ့ပတ်သက်တဲ့ဟာတွေကိုဒီတစ်ပတ်ကျွန်တော်တို့ editor စကားဝိုင်းမှာဆွေးနွေးမှာဖြစ်ပါတယ်ဖိတ်ခေါ်တာတော့ဒေါက်တာရမျိုးသိန်းနဲ့ဆရာ တန်းဆိုးနိုင်လို့ဖြစ်ပါလားခင်ဗျအဲ့တော့ဆရာတို့ရေကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါနော်တော်ဝန်ဆန်းစုကြည်ကတော့ဒါပထမဆုံးအချိန်ပါနော်တရုတ်နိုင်ငံကိုသွားခဲ့တယ်ဟိုကကြိုးဆိုတာလည်းတကယ်တမ်းတရုတ်သမ္မတဝန်ကြီးချုပ်ကတကယ်အဆင်ပြေအရာရှိတွေအကုန်လုံးနဲ့တွေ့နိုင်ခဲ့တယ်ပါနော်အဲ့တော့တရုတ်နိုင်ငံကလည်းအဆင်လာရအများသောအဖြစ်တော့ state center approach ပေါ့အများသောအဖြစ်တော့ဒီကျွန်တော်တို့စစ်တပ်ပိုင်းနဲ့အစိုးရဘိုင်ယာတူတွေပဲလက်ခံခဲ့တာရှိတယ်အဲ့တော့ဒီဟာ65နှစ် အတွင်းမှာရှိခဲ့တဲ့တရုတ်မြန်မာတန်တမန်ဆက်ဆံရေးအပြောင်းလဲတခွေလို့ပြောရမှာပေါ့နော်။အဲ့တော့တရုတ်နိုင်ငံတကယ်ရောဒါ policy အရမူဝါဒအရစပြီးတော့ပြောင်းလာတာလားတကယ်ဟုတ်ပဲဗမာပြည်ရဲ့မဟာဗျူဟာမြောက်အရေးပါတဲ့တရုတ်ရဲ့ interest ပေါ့နော်သူရဲ့စီးပွားရေးအရေးပါမှုတွေကိုဖြစ်နိုင်ခြေရှိတဲ့လူတွေတခါလဲကြိုပြီးတော့အခုတည်းကဆက်ဆံထားမယ်ဆိုတော့ဟိုတန်ရေးတမန်ငင်းသူတို့မဟာဗျူဟာပြောင်းလဲလာပြီလားဆိုတော့ဆရာတန်ဆွန်နဲ့ဆက်ပြီးတော့ဆွေးနွေးပြပါဦးခင်ဗျ။ဟုတ်ကဲ့ညီဘွားခြုံပြောရလို့ရှင်တော့နိုင်ငံရေး တန်တမာကြီးဆိုင်ရာမဟာဗျူဟာအပြောင်းလဲကိုပြုတ်ပြဆက်တင်ပြီးကျွန်တော်တို့လှုပ်ဆောင်လိုက်ပြီလို့ကျွန်တော်တို့မြင်ပါတယ်အဲ့ဒါလဲရှာခုနာပြောလိုရယ်လေပြုတ်ပြရဲ့အရှင်လာက state to state ပေါ့နော်ဟိုနိုင်ငံတော်အဆင့်အကောင်းဆုံးနေချင်းချင်းသာဒါတွေ့ဆုံနေသဘာဝရှိတယ်။နောက်အထူးသဖြင့်အတိုက်ခံခေါင်းဆောင်တွေကိုပြုတ်ပြင်းနေတဲ့အခုလို state level နဲ့ကျွန်တော်တို့ကြိုးစုအခမ်းနဲ့ဆိုတာဒါပထမအဦးဆုံးချိန်ပါပဲ။ เนาะไอ้လိုဖြစ်လာတာဟာเนาะဒီတရုတ်ပြည်ကဗမာပြည်ရဲ့အပြောင်းလဲတွေကိုအတိအမှတ်ပြုတယ်ဗမာပြည်ရဲ့အပြောင်းလဲတွေနဲ့လိုင်လျောညီထွေစွာသူ့ရဲ့တရုတ်မြန်မာမဟာဗျူဟာပူးပေါင်းဆောင်ရည်ရေးအခြေခံနေဆက်လက်ပြီးတိစောက်ဖို့အတွက်သူ့ဘက်ကလည်းလိုက်ပါပြောင်းလဲလာတာလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒေါက်တာရေမြင့်သိန်းအနေနဲ့ကိုကိုစားကျွန်တော်တို့တန်တမန်ဆက်ဆက်ရေးမှာပေါ့နော်65နှစ်အတွင်းမှာဒီဟာရဲ့ အဲပြောင်းလဲလာတာလားနောက်တစ်ခုဒီဟာနဲ့ပတ်သက်တဲ့တက်ရောက်မှုတွေဘာတွေဖြစ်လာနိုင်လဲဆိုတာလေတစ်ချက်လောက်တည်းဆိုအဲကျွန်တော်ရဲ့အမြင်ကတော့ဒေါ်ဆန်းစုကြည်ကိုဒီတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတကနေပြီးတော့ဖိတ်ကြားတဲ့ခီးစဉ်ဟာခုနဆရာတန်းဆိုးနိုင်ပြောသလိုပဲကျွန်တော်တို့အဲတရုတ်ကွန်မြူနစ်ပါတီရဲ့တမိုင်းမှာရောတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့တမိုင်းမှာရောအတိုက်ခံခေါင်းဆောင်တယောက်လည်းဖြစ်တယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တယောက်လည်းဖြစ်တဲ့သူကိုဖိတ်ကြားတယ်ဆိုတာဒါကျွန်တော်ပြန်ကြည့်ရတဲ့အခါမှာဒါပထမဆုံးအကြိမ်ပါပဲ အဲ့တော့အဲ့ဒီလိုဖိတ်ကြားတဲ့အကြောင်းရင်းကိုကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာဘာသာတွေ့လဲဆိုတော့အဓိကဒေါအောင်ဆန်းစုကြည်ကလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ အာဏာရှိတဲ့လူတော့မဟုတ်ဘူးသို့တော်လည်းပဲသူဟာဩဇာရှိတဲ့လူဖြစ်တယ်အဲ့တော့မြန်မာပြည်သူလူထုအများစုရဲ့ထောက်ခံမှုကိုရရှိထားတဲ့ဩဇာကြီးမားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အခါကျတော့ဒေါအောင်ဆန်းစုကြည်ကိုဖိတ်ကြားခြင်းဟာတရုတ်ခေါင်းဆောင်တွေအနေနဲ့နော်မြန်မာပြည်မှာမြန်မာပြည်သူလူထုကို တန်ဖိုးထားတဲ့မမပြည်သူလူထုကိုဗဟုပြုတဲ့ဆက်ဆံရေးဇင်းကြံလန်းအစ်စ်တစ်ခုကိုဖွင့်လှစ်လိုက်တဲ့သဘောလို့ကျွန်တော်ကမြင်ပါတယ်ဗျဟုတ်ကဲ့ခင်ဗျအခုကျွန်တော်တို့ ခုလို့သွားတော့သွားတယ်ရောက်တယ်ဆွေးနေတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ issue ဘက်ကိုလဲမယ်ဆိုရင်တော့တကယ်ရှိတာတော့ Rosey နေဆက်ဒေတာတွေမှာမတည်ငြိမ်မှုတွေရှိတယ်တရုတ်နိုင်ငံလည်းဒီကျွန်တော်တို့ဟိုတည်ကြည်ငြိမ်ငြိမ်နဲ့ဟိုဖွံ့ဖြိုးတိုးတက်မှုကိုလှုပ်ချင်နေဆိုတဲ့ဇာတ်နာရှိပါတယ်နောက်တစ်ခုကလည်းတရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေဗောနော်ကျွန်တော်တို့ညှစ်ဆုံနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်လက်ပတောင်းတဲ့ကိစ္စတွေဒီလိုဟာတွေလည်းဆွေးနွေးဖို့ရှိတယ်ဗောနော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဒေါန်ဆန်းစုကြည်နေနဲ့ဘလို့ကိစ္စတွေကိုဥညာဝင်ရလည်းပြောပါတယ်နေဆက်ကိစ္စအကျဉ်းထဲပါတယ်တကယ်ရောဘာလို့ ပြောခဲ့နိုင်လဲတကယ်ဟိုလဲဒီဟာကိုဘယ်လိုဖြည့်ရှင်းနိုင်လဲဆိုတော့လမ်းစာပေါ်အောင်ဘာတွေလုပ်နိုင်မလဲလက်တွေ့ကြကြပါเนาะအဲ့ဒါလေးကိုဆရာတန်းစွန်းနဲ့တစ်ချက်လောက်ဆွေးနွေးပေးပါဦးခင်ဗျဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမှာဒေါန်ဆန်းစုကြည်ကိုဖိတ်ကြားတဲ့နေရာမှာအကြောင်းချက်လက်တစ်ခုအနေနဲ့ပါဝင်တာတော့ကျွန်တော်တို့လက်ဘရောင်းတောင်ကိစ္စပေါ့လက်ဘရောင်းတောင်အရေးစွန့်ဆိုင်ကော်မရှင်ဥက္ကဋ္ဌအနေနဲ့သူပါဝင်နေတယ်ပါဝင်တဲ့အခါမှာသူ့ရဲ့ရက်ခံမှုသဘောထားကဒီနိုင်ငံချင်း သဘောတူထားတဲ့စာချုပ်စာရန်တွေကိုလိုက်နာဖို့ဖို့တရားမနိုင်ငံမှုဆိုရှိတယ်။ကျွန်တော်ကတော့ဗျာထုတ်ပြောရင်တော့တရားမျှတစွာဒေါ်ဆန်းစုကြည်ယက်တီမှုကိုတုပ်ပြီးကအတိမတ်ပြုတယ်လို့ထင်တယ်။နောက်တစ်ခုကတော့ခုနကမြေဆုံကိစ္စဆိုရင်တော့မြေဆုံကိစ္စမှာဆိုရင်တော့မြေဆုံကိစ္စဟာကျွန်တော်တို့ဗမာပြည်ပြည်သူလူထုရဲ့အသက်နှလုံးနဲ့ပတ်သက်တဲ့ခံစားရတဲ့ပြဿနာဖြစ်တဲ့လျောက်ဒေါ်ဆန်းစုကြည်ဟာဒီမြေဆုံကိစ္စကို တရားဝင်ထုတ်ဖော်ကန့်ကွက်ခြင်းမပြုတော့လဲလူမှုလှုပ်ရှားမှုတွေကိုထောက်ခံခဲ့တဲ့အဲသဘောတဘာဝတွေ့ရပါတယ်ဒါကတော့ဒီ issue နှစ်ခုနဲ့ပတ်သက်လို့ပေါ့ရယ်နေဇတ်ဒီသားကအကိစ္စနဲ့ပတ်သက်လို့တရုတ်ကတရုတ်ပြည်ကကျွန်တော်သမရရှီကျင်းဖင်ကလည်းပြောဥပါတယ်တရုတ်မြန်မာနှစ်နိုင်ငံကျွန်တော်မဟာဗျူဟာပူးပေါင်းဆောင်ရည်ရေးအတွက်အဓိကဟန်တာနေဇတ်ဒီသားမှာတင်းငင်းအေဂျင့်ဖို့လိုအပ်တာပဲနော်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ျွန်တော်တို့ဒီဒေါ်ဆန်းစုကြည်အနေနဲ့အခုချိန်မှာအာဏာရတဲ့အဲထားတဲ့ပုံကူလည်းမဟုတ်ဘူး UPWC ထဲမှာလည်းသူမပါဘူးเนาะကျွန်တော်တို့စစ်စပ်ညင်နှိုင်းပွဲတွေမှာလည်းသူမပါဝင်ခဲ့ပါဘူးသို့တော်ညာလဲတိုင်းသားလက်နက်ကိုင်အင်အားစုဒေါ်များများကကျွန်တော်တို့သူတို့ဆွေးနွေးပြီးတဲ့အခါတိုင်းခွင့်တင်တဲ့အခါမှာဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးသဘောထားတွေရယူပါတယ်အဲ့တော့တကယ်လို့သာ ဒေါ်ဆန်းစုကြည်နဲ့အခုလော်ခီလာပြီးတဲ့အခါမှာအခုနောက်ဆုံး NCA လက်မှတ်ထိုးပွဲတွေပါတယ်မှာဒေါ်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်လာနိုင်တဲ့အခင်းကျင်းတဲ့အနေထားလေးတွေလည်းရလာနိုင်ပါတယ်အဲ့ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်ဒေါ်ဆန်းစုကြည်ဟာဒီပြည်သူလူထုရောလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကရောယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်အဲ့ဒီပြဿနာတွေမှာသူကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းသာ ရမယ်ဆိုရင်တော့တိုင်းပြည်အတွက်ညဉ့်ညံ့ရေးအတွက်ပုံမှုပြီးတော့ကောင်းမွန်တဲ့အလားအလာလို့ကျွန်တော်အကဲပြတ်ပါလိမ့်ခင်ဟုတ်ကဲ့ဆရာမကိုရမျိုးသိန်းရောသူတပြင်းအခုတရုတ်ကဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမြန်မာနယ်စပ်မှာလည်းစီးလေးချင်းမှုလုပ်တယ်သူတပြင်းတော့ဟိုသူ့နိုင်ငံနဲ့ပုံကြတယ်သူ့ပြည်သူတွေစိုးရိမ်မှုရှိတယ်လက်ရှိအစိုးရရဲ့ကံတမှုကိုပဲ သူတို့လောလောဆယ်အဲ့ဒါအပြင်ထက်လို့လို့ပဲဒါမျိုးဒေါန်စန်းစုကြည်ကိုခေါ်နေတာလားဒေါန်စန်းစုကြည်အနေနဲ့ရောတကယ်တမ်းအစွမ်းပြောတယ်နေဆက်လုံကြုံမှုလို့တရုတ်ရဲ့ယင်းနှိမ့်မြုံနံမှုလို့ဆိုတော့မြစ်စုံကိစ္စတော့ကျွန်တော်လက်ဘရောင်းကိစ္စအဲ့ဒါနဲ့ပတ်သက်လို့ဘာများလှုပ်ပေးနိုင်မယ်ဆိုတော့မျောလင်းချက်ရှိလဲလက်တွေ့ကြကြဘာများဆွေးနွေးပြီးတော့ဘယ်လိုကင်တွယ်မလဲဆိုတဲ့ဟာလေးကိုတစ်ချက်တော့သုံးသပ်ပေးပါဦးခင်ဗျကျွန်တော်အမြင်ကတော့ဒေါန်စန်းစုကြည်အနေနဲ့တရုတ်ခေါင်းဆောင်အနေနဲ့တွေ့ဆုံတဲ့အခါမှာဒီမြစ်စုံစီမံကိန်းလက်ဘရောင်းတောင်ချင်းနီစီမံကိန်းနောက်ကျွန်တော်တို့ ကျောက်ဖြူကုမင်းရထားလမ်းစီမံကိန်းအပါဝင်ပေါ့လေဒီရေကာတာတွေတန်လွေမြစ်တစ်လျှောက်မှာရေကာတာတွေဆောက်လုပ်မဲ့စီမံကိန်းတွေနဲ့ပတ်သက်တဲ့ဒေသခံပြည်သူလူထုရဲ့ပေါ့နော်စန္ဒတွေအတန်တွေကိုအတိုင်းတာတစ်ခုထိသတင်းစကားပါပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစီမံကိန်းတွေကိုဖော်ဆောင်တဲ့နေရာမှာနော်ဒေသခံပြည်သူလူထုရဲ့ဟိုအခွင့်အလမ်းတွေနော်စန္ဒတွေသဘောထားတွေကို မပြစ်ပယ်ပဲနဲ့နော်ညှိညှိနိုင်နိုင်ဆွေးဆွေးနွေးနွေးနဲ့ဝင်းဝင်းသဘောမျိုးပေါ့လေသူနိုင်ကိုနိုင်အနေအထားတစ်ခုကိုဖန်တီးနိုင်ဖို့အတွက်နော်ဒေါန်ဆန်းစုကြည်အနေနဲ့တရုတ်ကောင်းဆောင်အနေနဲ့တွေ့တဲ့အချိန်မှာအဲသတင်းစကားပါနိုင်မယ်လို့ကျွန်တော်ကယုံကြည်တယ်။အဲနောက်တစ်ချက်ကကြတော့အဲကျွန်တော်အမြင်အားဖြင့်ပေါ့လေဒီလက်ရှိဒေါန်ဆန်းစုကြည်ရဲ့ခရီးစဉ်ဟာဒေါန်ဆန်းစုကြည်အနေနဲ့နှစ်နိုင်ငံဆက်ဆံရေးကိုပုံမူကောင်းမွန်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်လို့ကျွန်တော်ကမြင်တယ်။အဲ့တော့ဒေါံဆန်းစုကြည်ဟာသူ့ရဲ့ခရီးစဉ်အတွင်းမှာနှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်နိုင်တဲ့ဘက်ကနေပြောဆိုဆွေးနွေးဖို့ခဲရင်မယ်လို့ကျွန်တော်ကမြင်တယ်။အဲ့ဒီအခါကျတော့အဲ့ဒီလိုနှစ်နိုင်ငံဆက်ဆံရေးအတွက်ကိုထိလွယ်ရှလွယ်တဲ့စိန်ခေါ်မှုတွေပြဿနာတွေကိုဒေါံဆန်းစုကြည်အနေနဲ့ဆွေးနွေးတဲ့အခါမှာအင်မတန်မှပါပါနက်နက်ချင်းကပ်ပြီးတော့ဆွေးနွေးရမယ်အနေအထားမျိုးရှိတယ်။အဲ့ဒီ ထိလျော်ရှာလျော်တဲ့ကိစ္စတွေကခုနနေဆက်ပြဿနာလည်းပါတယ်။နောက်ပြီးတော့ခုနတရုတ်ရဲ့ယင်းနှိမ့်နှံမှုတွေလည်းပါတယ်လို့ကျွန်တော်ကမြင်ပါတယ်ဗျ။အဲကမြအဲကဒေါ်ဆောင်ဆန်းစုကြည်ကိုလည်းလည်းဟိုတရုတ်သမ္မတရှီကျင်းပြင်းနဲ့တွေ့တဲ့အခါမှာသူကပါတီနှစ်ခုအခုလိုဆက်ဆံရေးရနေပြီးတော့ရေရှည်တည်တက်တဲ့ပိုတိုးတက်တဲ့ဆက်ဆံရေးကိုတိဆောက်သွားနိုင်မယ်လို့ပြောတယ်လို့တရုတ်သမ္မတကလည်းမြန်မာပြည်တွင်းနိုင်ငံရေးအပြောင်းအလဲတွေနဲ့ထပ်ပြီးတော့ အသစ်ဖြစ်လာမယ်အခင်းကျင်းကိုလည်းသူတို့အနေနဲ့ဟိုဆက်စည်တိုးမြင့်သွားမယ်လို့ဟို ပြောဆိုပါတယ်အဲ့တော့ကျွန်တော်တို့မကြခင်မှာရွေးကောက်ပွဲကလည်းလာမှာပေါ့နော်အဲ့တော့တရုတ်ပြည်မှာကလည်းရွေးကောက်ပွဲမှာဟိုနိုင်ငံရှိတဲ့လူတွေအကုန်လုံးကို တခါတည်းအခုတည်းဆက်ဆက်ရေလောက်ထားလာပါတော့ဥပမာမကြခင်ကကျွန်တော်လွတ်တော်ဥက္ကဋ္ဌကျွန်တော်တို့ဟိုသူရဥရှိမလည်းတွားခဲ့တယ်လို့ကျွန်တော်တို့ဟိုဘုဂျုံမူကြီးမင်းအောင်လည်းတွားခဲ့တယ်ပေါ့နော်အသိဉာဏ်ဆိုလည်းတွားခဲ့တယ်အဲ့တော့တရုတ်အနေနဲ့တရုတ်စားပို့ပြီးတော့တကယ်ဗမာပြည်ရဲ့အနာဂတ်မှာတကယ်ဟိုဟိုဥษาမှုပေးနိုင်တဲ့လူတွေကိုအခုတည်းကနေပြီးတော့လမ်းဖွင့်လာတာလားအဲ့တော့ကဘလို့အကျိုးမြတ်တွေရမလို့မျှော်မှန်ပြီးလုပ်နေတာလဲဆိုတာလည်းတစ်ချက်တော့ဆင်းမြတ်ပါဘူးတစ်ဖြည့်ဆိုပြောပေးပါအောင်ခင်ဗျဟုတ်ကဲ့အော်ဒီဆက်ဆံရေးနဲ့ပတ်သက်တဲ့နေရာမှာဟိုခုနက ရှာတိုးပြောခဲ့တယ်လို့ပါပဲဟိုကျွန်တော်စီကတမရလောင်းနေပေါ့ဗျာတမရလောင်း၄ရောက်ပေါ့နော်အဲဥသိမ်းစိန်ကမကျင်ညာတော့မကျင်ညာသေးဘူးဥသိမ်းစိန်နဲ့ဘုံဂျုံဝင်းမြောင်းတို့တော့ညလဲအဲ့ဒီ၄ရောက်နဲ့ကျွန်တော်ဆက်ဆံပြုခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာဆက်ဆံရေးပုံတရားနဲ့သဘောထားတွေမှာကျွန်တော်တို့အသေးစိတ်အဖြစ်ကြည့်လို့ရှိရင်နည်းနည်းကွဲလွဲခြားနားတာလေးတွေတွေ့ပါတယ်တကူကတော့ဒီ ဗိုလ်ချုပ်ဟွန်ကြီးမင်းအွန်လိုင်းတို့သမရာဦးသိန်းစိန်တို့နဲ့ဆက်ဆံတဲ့အခါမှာ formal ဒီပုံမှန်ဆက်ဆံတဲ့သဘောထားပဲကျွန်တော်တို့တွေ့ရတယ်ပေါ့ဗျာအဲ့ဒါတော့မိတ်မပြတ်เนาะအချိန်နေမပြတ်ဆက်ဆံတဲ့သဘောတွေ့ရတယ်ပေါ့ဒါပေမဲ့တစ်ဖက်ကလည်းဟိုတုတ်ပြင်းနေနေစဉ်းစားလို့ရှင်ဦးသိန်းစိန်လက်ထက်မှာမြေဆုံကိစ္စကျွန်တော်လေဘရောင်းတောင်ကိစ္စတွေပေါ်လာတဲ့အတွက်ဦးသိန်းစိန်ရဲ့အုတ်ချွေးနဲ့ပတ်သက်လို့ တယောက်ကကျွန်တော်တိတ်သဘောကျမယ်မထင်ပါဘူးအလားတူကိုကန့်စစ်ပွဲနဲ့ပတ်သက်ပြီးတော့မြန်မာတပ်မတော် ਨੇ ပြောရဆိုရတဲ့အခါမှာလေတယောက်ကမြန်မာတပ်မတော်ရဲ့သဘောထားဟာတင်းမာမှုရှိတယ်လို့သူခံစားနိုင်ပါလေအဲ့တော့ဒါနဲ့ထူးခြားတာကတော့ဥရွှေမန်းသွားတဲ့အချိန်တုန်းကသမရရှိချင်းဖင်ကသူ့ကိုလေဒီကျွန်တော်တို့သမရဥသိန်းစိန်လိုပဲ head of state တယောက်လိုကျွန်တော်ခဏခဏနာနာ ကြိုးကြိုးခဲ့တယ်နွနွထူထူဆွေးနွေးခဲ့တယ်အဲ့ဒီမှာပြောခဲ့တဲ့စကားလုံးကသူကမဟာပြူဟာဟူအောင်ဆောင်ရည်တိဆောက်ခြင်းနဲ့နောက်ပြီးတော့ဗမာပြည်မှာဖြစ်နိုင်လို့ရှင်ညုံမောင်းစုကဖွဲ့ဖွဲ့စည်းတာမျိုးသူအနေနဲ့မြင်တွေ့ခြင်းနဲ့လို့ပြောခဲ့ပါတယ်အခုဒေါ်ဆန်းစုကြည်အနေနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံတော်ခေါင်းဆောင်အဆင့်မဟုတ်တော့လေနိုင်ငံတော်ခေါင်းဆောင်အဆင့်နဲ့ကြိုးစားတယ် ။ဘာကြောင့်လဲဆိုတော့ဒါအလုံးသိပါတယ်။ဒီလူလူကောင်းဆောင်ဖြစ်တယ်။နောက်တစ်ခုက2015ခုနှစ်ရွေးကောက်ပွဲမှာအလားလာကောင်းနေတဲ့ကျွန်တော်တို့ NLD ပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တယ်။အဲတော့သူ့ဆက်ဆံရေးကလည်းဒူရာဥရှိမန်းကိုဆက်ဆံတယ်လို့ပဲထူကြားတဲ့နှွေထွေးမှုတွေပေါ်ပြလိမ့်မယ်လို့ထင်ပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ချုပ်ပြောခြင်းတဲ့ကိစ္စကတော့သူက2015ခုနှစ်အလွန်အလွန်မှာ ီဒူရာဥရှင်မန်းနဲ့ဒေါ်ဆန်းစုကြည်နဲ့ဟူပေါင်းဆောင်ရွက်မှုတစုံတရာရှိလာနိုင်ရင်တော့တရုတ်ပြည်နဲ့ဆက်ဆံရေးပိုကောင်းမလားလို့သူတို့ဘက်ကမျှော်လင့်ချက်ပို့ထားပုံရတယ်လို့ကျွန်တော်မြင်ပါတယ် ုတ်ကဲ့ခင်ဗျာကိုမျိုးသိအောင်အခုလိုမျိုးပေါ့နော်တကယ်ကိုကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့သမလားလောင်းတွေကိုစုပြီးတော့ဟိုအကုန်လုံးဆက်ဆံရေးလှုပ်လိုက်တဲ့အပေါ်ဘာတွေများထိရောက်လာနိုင်လဲဘာတွေများတက်ရောက်လာနိုင်လဲဆိုတဲ့အားလေးကိုပြောပါအောင်အထူးသဖြင့်တော့အရင်ပုံမှန်ဆက်ဆံနေကြကျွန်တော်တို့စစ်တပ်နဲ့အစိုးရပေါ့နော်အရင်တော့တို့ပဲဆက်ဆံတာဟုတ်အခုကျတော့အိုက်တက်ပို့ပြီးတော့တိုးချဲ့ဆက်လက်ဆက်ဆံလာတဲ့အပေါ်မှာဘလို့တုံ့ပြန်မှုတွေရှိလာနိုင်လဲဆိုတာလေးကိုလည်းတစ်ချက်လောက်ပြေဆိုဆွေးနွေးပြပါအောင်ခင်ဗျာကျွန်တော်အမြင်ကတော့ဒီ2015ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံမှာဖြစ်လာမဲ့နိုင်ငံရေးအခြေအနေအတွက်ကိုအဲတရုတ်ခေါင်းဆောင်တွေနေနဲ့ကြိုပြီးတော့ပြင်ဆင်မှုလို့လည်းပြောလို့ရနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ခုနပြောသလိုပေါ့ဟို2015ရွေးကောက်ပွဲအလွန်မှာဖြစ်လာမဲ့အစိုးရဟာညွန်ပေါင်းအစိုးရဆိုတာတစ်ထက်ပေါ့လေ။အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရညွန်ပေါင်းအစိုးရဖြစ်ဖို့ခက်တာကိုသွားတွေ့ရတယ်။ဟုတ်ပါဘူး။ ူကတမရားကိုပဲယူရတဲ့ခါကျတမရားကနေအစိုးရအဖွဲ့ကိုဖွဲ့မှဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာညုံမောင်းအစိုးရဆိုတဲ့ပုံစံကိုတိတိကျကျဝင်မှုနည်းနည်းတော့ခက်တယ်။သို့တော်လည်းပဲဟိုဆက်တန်းဆိုးနိုင်ပြောသလိုပေါ့လေ။ဥပမာ2015အလွန်မှာဟဟလာအာသူရဦးရွှေမန်းနဲ့ဒုံဆန်းစုကြည်နဲ့ပူးပေါင်းဆောင်ရွက်မှုအလားအလာနဲ့ပတ်သက်ပြီးဟလာတရုတ်ခေါင်းဆောင်တွေဘက်ကတွက်ချက်တာမှာအာဖြစ်နိုင်ချေမြင့်မားတယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ဒုံဆန်းစုကြည်ဟာလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရနော်တမရဒုတိယတမရမဖြစ်နိုင်တော့လဲပဲနော်ဒုံဆန်းစုကြည်ရွေးချယ်တဲ့လူတယောက်ဟာဒုတိယတမရတမရဖြစ်လာနိုင်တဲ့အခြေအနေတွေရှိနေတဲ့နိုင်ငံရေးအခင်းကျင်းအောက်မှာတရုတ်ပြည်သူတမရနိုင်ငံအနေနဲ့ဒုံဆန်းစုကြည်ကိုဖိတ်ခေါ်ပြီးတော့နော်ဟိုပါတီပါတီချင်းဆက်ဆံရေးတာမကောက်ဘူးပေါ့လေ ကျွန်တော်ခုနပြောတဲ့စီမံကိန်းတွေနဲ့ဆက်ဆက်ပြီးတော့ပြည်သူလူထုချင်းဆက်ဆံရေးဘက်ကိုပါညံ့နာမှုပြီးတော့ဖော်ဆောင်လာတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဗျ။ကဲခင်ဗျာကျွန်တော်တို့အိမ်ကြီးကောင်းအိမ်ကြီးချင်းကောင်းတွေဖြစ်တဲ့ကျွန်တော်တို့တရုတ်မြန်မာဆက်ဆံရေးအခုတက်ပို့ပြီးတော့တိုးတက်နိုင်ပါစေလို့ဆန္ဒပြုရင်းဒီဘက်စကားဝိုင်းကိုကျွန်တော်တို့ဒီမှာနေမယ့်ညံ့လိုက်ပါတယ်ခင်ဗျာ။